ကျွန်ုပ်တို့ရဲ့နေအိမ်ဟာပြည်သူစေယုံကြီးနဲ့မျက်နှာချင်းဆိုင်ဖြစ်ပါတယ်။ကျွန်ုပ်တို့ရက်ကွက်လန်းနေအိမ်တွေဟာတောင်ထဲမြောက်တန်းထားတဲ့အတွက်လမ်းမကြီးရဲ့အရှိဘက်ဟာလူနေအိမ်တွေဖြစ်ပြီးအနောက်ဘက်ကပြည်သူစေယုံ၊ရဲစခန်း၊လာဝကဦးစည်းမှုယုံ၊ကုန်းသွယ်လေယာယုံ၊မြမစည်းဝါးရေးဘဏ်၊စရင်စစ်ယုံတွေနဲ့တိစောက်ထားပါတယ်။2015ခုနှစ်မေလဇန်ပိုင်းညနေပိုင်းနေဝင်ချိန်ညနေ9:00မိနစ်30လောက်မှာဖြစ်ပါတယ်။ရက်ကူတော့အသေးချာမမှတ်မိတော့ပါဘူး။ကျွန်ုပ်နေအိမ်ဖျားခန်းဝင်ပြီးတော့စီမီတောက်တော်ရေချမ်းပန်းနေလဲလဲပြီး ဘရိတ်တရားပဋ္ဌာန်းတရားတွေပူဇော်ပြီးတဲ့နောက်မေတ္တာပို့အမြဝေပြီးတဲ့အခါမှာအိမ်ရှိခုံတန်းလေးပေါ်မှာခဏထိုင်နေပါတယ်။အဲ့ဒီချိန်မှာကျွန်ုပ်တို့နဲ့မောင်နှမလူခင်မင်နဲ့ကိုတန်းလွင်တယောက်ရေးကြီးတုတ်ဖြာနဲ့စေယုံသုံးအသုံးဆောင်ပစ္စည်းလာရောက်ဝယ်ယူပါတယ်။ကျွန်ုပ်ကအကူကြီးဘယ်သူနေမကောင်းဖြစ်လို့လဲလို့မေးတဲ့အခါမှာချိုကြီးတယောက်သစ်ပင်ပေါ်ကပြုတ်ကျလို့စေယုံလာပို့တာဖြစ်ကြောင်းနောက်မှအကြောင်းဆုံးပြောပြမှာဖြစ်ကြောင်းယခုချိုကြီးအခြေအနေက ရန်ကုန်သွားရမှာဖြစ်တဲ့အတွက်ကြောင့်အခမဲ့လူနာရင်ငါ့ဖို့မြည်တို့ပြုလို့ရမြေကိုမတိလို့အကူအညီပေးဖို့တောင်းဆိုပါတယ်ကျွန်တော်တို့လည်းအခမဲ့လူနာတင်ရင်ရှိမရှိကြောင်းတက်ဆရာတော်စီမှာဖုံးနဲ့ဆက်သွယ်အကြောင်းကြားမေးမြန်းပြီးစေယုံဆရာဝန်ကြီးစီကလွဲစာကိုယူပြီးစိုင်ကန်နဲ့လူနာတင်ကားထားရှိတဲ့ကြောင်းတက်ကြောင်းကိုရောက်သွားပါတယ်ကျွန်တော်ရဲ့အမကတော့အပြန်မှာလူနာတင်ရင်နဲ့စေယုံကိုလိုက်ပါလာပြီးကျွန်တော်ကတော့စိုင်ကန်နဲ့ပြန်လာခဲ့ပါတယ် ဈေးရုံကိုရောက်တော့ကိုချိုကြီးကို လူနာကဒင်ပေါ်မှာလူနာတင် ကန်နမပြီးကားပေါ်ကို တင်ပေးတဲ့အထိကူညီပေးလိုက်ပါတယ်။ကားပေါ်ကိုကိုတန်းလွင်နဲ့လိုက်ပါသွားပါတယ်။ကိုတန်းလွင်နဲ့ချိုကြီးတို့ဟာညီအကိုဝမ်းခွဲတော်ပါတယ်။၃ရက်၄ရက်ကြာပြီမဲ့လည်းလူနာတဲ့ဒင်ကိုမကြားသိရပါဘူး။တပတ်လောက်ကြာတော့ကိုတန်းလွင်တယောက်ကျွန်တော်တို့နေအိမ်ကိုရောက်ရှိလာပါတယ်။ကျွန်တော်ကကိုတန်းလွင်လူနာချိုကြီးရဲ့အခြေအနေဘယ်လိုနေလဲလို့မေးတဲ့အခါမှာဒီနေ့ရက်လက်တယ်လေအဲ့ဒီအကျိုးအကြောင်းကိစ္စတွေပြောပြခြင်းလို့လာခဲ့တာ။ ပြောပါဦးအကူကြီးဘလို့ဖြစ်တာလဲဖြစ်ပုံကဒီလိုပါချိုကြီးဆိုတဲ့ဒီကောင်ကတီးတဲ့အတိုင်းပဲလေဉာဏ်ပညာကလည်းနည်းတယ်တစ်ပင်ချိုင်တဲ့အလုတ်ကလည်းသူ့အဖေရဲ့အမွေတခုပေါ့ကလေးက၂ယောက်စားပါးစက်က၄ယောက်အလုတ်ကကြပန်းရရအလုတ်ကိုလောက်ကင်စားတော့ကြတာဆိုတော့တဲကောရွာသူနဲ့အိမ်တော်ကြတယ်အဲ့ဒီရွာကအိမ်တိုင်းမှာတစ်ပင်တက်ချိုင်တယ်သူ့အဖေကတော့ယနေ့အချိန်ထိတက်ရှိထင်ရှားရှိနေသေးတယ်သူ့အဖေကတော့တစ်ပင်တစ်ပင်ကိုတက်ခါနီးသွားချိုင်ရတော့မယ်ဆိုရင်အိမ်ကထွက်ခါနီးတိုင်းဖျားကြတော့တယ် ူချိုင်မဲ့တစ်ပင်ကိုလည်းရိုသေတမှုပြုပြီးခွင်းပန်တယ်။တစ်ပင်ချိုင်တဲ့အခါမှာဘယ်တော့မှအကုန်မချိုင်ခဲ့ဘူး။တစ်ပင်ရဲ့ထိပ်ဖြားပိုင်းမှာအကိုင်းသေးသေးလေးတကိုင်းကိုအမြဲချန်ထားခဲ့တယ်။အဲ့ဒါကတော့ဒီတစ်ပင်မှာစောက်ရှောက်နေထိုင်ကြတဲ့ရုပ်ကစိုးနတ်မင်းကြီးနေဖို့အတွက်ဆိုပြီးတစ်ပင်တစ်ကိုင်းခုတ်တဲ့အခါတိုင်းသူ့ရဲ့ပြုလုပ်နေကြအကျဉ်တစ်ခုဖြစ်ပါတယ်။သူ့သားကိုလည်းပြောဆိုဆုံးမလေးရှိပါတယ်။တစ်ပင်ခုတ်လာခေါ်တဲ့အခါတိုင်းတတိပေးလေးရှိပါတယ်။တားချူကြီး တိပင်းလိုက်ပြီးခြံတော့မယ်ဆိုရင်အရင်ဦးဆုံးဖះရှိကိုကတော့ပါတိပင်းကိုလည်းအယူသေးပြုတ်နော်တချို့တိပင်းကြီးတွေကကိုသက်ထက်တော်ကြီးတဲ့အပင်ကြီးတွေမလေးမစားတွေမပြောနဲ့မလုံနဲ့ရုပ်ကစိုးမင်းကြီးကိုလည်းတောင်းပန်တိပင်းကိုအကုန်မခုတ်ခဲနဲ့ဆံရပန်ရနတ်တွေနေဖို့အတွက်တိကိုင်းတကိုင်းခြံထားခဲ့လို့မာလေးရှိပါတယ်အဲ့ဒီအကြောင်းအရာကိုချိုကြီးကလုံးဝလက်မခံပါဘူးဒါအဖေတို့ခင်မှလုတ်ခဲ့တာတွေဒါတွေခင်နောက်ကျကြံခဲ့ပါပြီကျုပ်တို့ခင်မှဒီကိစ္စတွေလုတ်စရာမလိုတော့ပါဘူး ချိုကြီးလှုပ်ရှားလာခဲ့တာကြာပါပြီဖေရအားလုံးကိုလိုက်ပူပန်မနေနဲ့သွားပြီဖေရသွားပြီပြောလို့ဆိုပြီးတစ်ပင်ခြံဖို့ထွက်သွားပါတော့တယ်ချိုကြီးတယောက်တစ်ပင်ပေါ်ကိုတက်ဖို့အသိပြင်ထားပြီးတော့သူတက်နေကြပုံစံအတိုင်းခါးကြမှာဓားကိုထိုးပြီးတစ်ပင်ကိုလက်နှစ်ဖက်နဲ့ဖတ်တွယ်ခြေထောက်နှစ်ဖက်ကိုရက်ကန်ရက်ကန်နဲ့လင်းလင်းမြန်မြန်တက်ရောက်သွားပါတော့တယ်တစ်ပင်ပေါ်ကိုရောက်ရင်ကွားစုံတစ်ခုမှထိုင်ပြီးအကန့်ခက်ရွက်ဝေးစားနေတဲ့ကောက်ကိုပင်ကြီးကိုဓားထက်ထက်နဲ့ပိုင်ပိုင်နိုင်နိုင်တကိုင်းပြီးတကိုင်းခြံချနေပါတယ်နောက်ဆုံးခြံမှုတကိုင်းသာကြံပါတော့တယ် နောက်ဆုံးတကန်းကိုခြံချပြီးတဲ့နောက်မှာလက်ထက်ကဓာကိုအောက်ကိုပစ်ချလိုက်ပြီးချိုကြီးတယောက်ဂွားစုံကနေလက်နှစ်ဖက်နဲ့မြောက်ပြီးဒါနောက်ဆုံးခြံချင်းဟိတ်အာလုံးပြီးသွားပြီးရုပ်ကစိုးကြီးတင်ပါပစ်ချင်လဲမလုပ်ချင်လဲတင်သွားချင်ရသွားနေချင်တဲ့နေရာမှာနေပေတော့ဆိုပြီးတော့တစ်ပင်ဘော်ကနေအော်ပြီးတော့ဂွားစုံကနေစင်းမဟန်ပြင်လိုက်စင်မှာတစ်ပင်အမြင့်ကြီးဘော်ကနေအောက်ကိုဘုံခနဲ့ဆိုတဲ့အတန်ကြီးကြီးနဲ့အောက်ကိုခြေလွတ်လက်လို့ပြုတ်ကျသွားပါတော့တယ်အတန်ကြီးကိုကြားလိုက်ရတဲ့အင်ရှင်တွေ ောက်ဝန်းကျင်အဲအနီးနားကရွာသူရွာသားတွေအော်ဟစ်အကူကြီးတောင်းတန်တွေအုံအုံကြွကြွစူညံသွားပါတော့တယ်။တစ်ပင်ဘော်ကပြုတ်ကျတဲ့ခြုံကြီးဟာအောက်ကိုမောက်လျက်သားကျတဲ့ပုံစံနဲ့မျက်လုံးကြီးနှလုံးပြူးထွက်ပြီးနဖူးမှလည်းလက်နှလုံးလောက်ခြိုက်ဝင်ပြီးတော့မျက်စိနားနှာခေါင်းပါးစပ်တို့ကနေသွေးတွေယိုစီးနေပါတယ်။ဒါကြောင့်အင်ရှင်နဲ့ပတ်ဝန်းကျင်ကအတိမိတ်ဆွေတွေဝိုင်းဝန်းကူညီပြီးသုံးဘိန်းကားနဲ့ဈေးရုံကိုချက်ချင်းလိုက်ပို့ကြခြင်းဖြစ်ပါတယ်။ မင်းလားစေယုံကနေတဆင့်ရန်ကုန်စေယုံကြီးကိုပို့ဆောင်စင်မှာစေယုံကြီးမှာ၃ရက်သာခံပြီးစုံသွားတဲ့အတွက်ကြောင့်ချိုကြီးကိုရန်ကုန်မှာပဲတကြိုခက်ကြောင်းကိုကိုသိန်းလွင်ကအစအဆုံးပြောပြပါတယ်။တဲကိုရွာတရွာလုံးချိုကြီးအကြောင်းဟိုးလီတကြောကြောတောင်ဖြစ်သွားပါတော့တယ်။ရင်ကျက်ပြီးအတွေးကြုံဘဟုတုတစုံတဲ့လူကြီးတွေကတော့ချိုကြီးတယောက်ရုပ်ကစိုးမင်းကြီးကိုစိန်ခေါ်ပြောဆိုမှုတွေမပြုလုပ်တဲ့ကြောင်းတချို့သောလူကြီးတွေကတော့နတ်နဲ့ငကားမလဲစားတဲ့ကြောင်းမယုံမသိမပြောဆိုတဲ့ကြောင်းပြောဆိုနေကြပါတယ်။ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်လူမျိုးများဟာဖရာတရားတန်ခါမိဘဆရာသမားတွေကိုယုံသေးလေးမြတ်သူတွေဖြစ်ကြပါတယ်။ဒါကြောင့်ဖရာရှိခိုးပြီးတဲ့အချိန်အခါမှာဖြစ်စေဥပုပ်တိလစောက်ပြီးရင်ဖြစ်စေကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးရဲ့အခါတိုင်းအဲ့ဒီကုသိုလ်ကောင်းမှုအတွက်ကိုအမြှပေးဝေပါတယ်။အမြှပေးဝေတဲ့အခါမှာရှိကနေတန်ခါတော့အရှင်သူမြတ်တွေတိုင်ပေးလို့တရားနာပရိသတ်တွေကနောက်ကနေလိုက်ဆိုကြရပါတယ်။ကိုဇောင်းနတ်မင်းကြီးနဲ့တကွာအိမ်ဇောင်းနတ်၊ခြံဇောင်းနတ်၊ရက်ွက်ဇောင်းနတ်၊မျိုးဇောင်းနတ်၊လမ်းဇောင်းနတ် သာသနာတော်စောင့်နှက်ကဘာစောင့်နှက်ဤပတ်ဝန်းကျင်တွင်ရှိကြကုန်သော နတ်ဒီဝါပေါင်းဥစ္စာစောင့်နှက်တိုက်နန်းရှင်ဘုံမိယပုဂ္ဂိုလ်ပေါင်းမနုဿပိတတစီမြေပုတ်ဘလူးမြို့တော်ရှင်နေတော်ရှင်ရွာတော်ရှင်အာကာသဇိုးဘုံမဇိုးရုပ်ကဇိုးတစ်ပင်ကြီးငယ်စောက်တော်နတ်ကောင်းနတ်မြတ်များတတရထဝိရုလကဝိရုပကကုဝေယဟုသောနတ်မင်းကြီး၄ပါးနှင့် 32ပုံရှိကြကုန်သောတတ္တဝအပေါင်းတို့အားအမြဘေးဝေကြားရပါတယ်။ဒါကတော့ကျွန်ုပ်သိရှိမှတ်မိထားသမျှတာဖြစ်ပါတယ်။ကြံရှိတဲ့နတ်ဒီဝါတွေဝိဇ္ဇာပုဂ္ဂိုလ်တွေကိုပါထဲ့မယ်ဆိုရင်အများကြီးရှိပါသေးတယ်။ဒါကိုဗုဒ္ဓဘာသာဝင်တိုင်းသိရှိကောင်းသိရှိပြီးသားတွေဖြစ်ပါတယ်။ဒီဖြစ်ရမှန်ကိုကိုတန်းလွင်ပြောပြတဲ့အတိုင်းနာမည်နဲ့နေရက်တွေကိုလွဲပြောင်းမျှဝေပေးခြင်းသာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ဟောကြားညွန်ကြားခဲ့တဲ့တရားတော်များအတိုင်းကျင့်ကြံအားထုတ်တဲ့အတွက်ကြောင့်ယဟန်ကိစ္စပြီးမြောက်ပြီးယဟန်တာဖြစ်သွားတဲ့တန်ဃာတော်များရှိပေမဲ့လည်းယဟန်တာတို့ဟာတရားဘာဝနာကျင့်ကြံအားထုတ်ဖို့အတွက်စိတ်ငြိမ်ရာတောကြီးတောင်ကြီးကြောက်ကူကြီးတို့မှာပဲတည်င်းသုံးကြတာဖြစ်တဲ့အတွက်ကြောင့်ဘူးတွေးဖို့ယံကမလွယ်ကူလာပါဘူး။တခါတရံမှာတော့ကောင်းကင်ယံမှာယဟန်တာများစီတန်းပြီးဇံနဲ့ကြွသွားတာကိုဖူးရတဲ့သူများရှိသလို့ လင်းရင်မူးတချို့ကလည်းလင်းရင်မောင်းနေရင်နဲ့ကောင်းကင်ယံမှာယဟန်တော်တပါသို့မဟုတ်တပါတက်ပူပြီးဇံနဲ့ကြွသွားတာကိုပူးမြော်ခဲ့ရတာကြီးလည်းရှိပါတယ်။ဒီလိုပူးမြော်ရတာကအလွန်ကံကောင်းမှဖြစ်နိုင်တယ်လို့ဘူးထိုင်းမှလည်းပူးရပါတယ်။1988ခုနှစ်ဒီဇင်ဘာလလောက်မှာဌာနဆိုင်ရာအရာရှိငယ်တွေကိုဥပဒေနီးဥပဒေလုတ်ထုတ်လုတ်နီးတွေကျွမ်းကျင်စေဖို့အတွက်အကိုတိုင်းဒေသကြီးရုံးမှာ၅ရက်ကြာတင်နန်းပေးခဲ့တဲ့နေရာမှာကျွန်ုပ်ဟာကဝမြို့မှာလာရောက်တင်နန်းတက်ပါတယ်။ ညနေပိုင်းတင်တန်းပြီးဆုံးပြီးတဲ့နောက်မှာအားလချိန်တွေကိုအကျိုးမဲ့မကုံစေဖို့အတွက်ပဲကိုးမျိုးမှာရှိတဲ့ရေဟောင်းဇေဒီဖရားတွေကိုတစုပြီးတစုနှံ့အောင်သွားနေပါတယ်။အဲဒီချိန်ကပဲကိုးမျိုးဟာယခုလိုမျိုးအောက်တာမျိုးသိကြီးလည်းမပေါ်သေးပါဘူး။ဇိုင်းကယ်တွေလည်းမရှိသေးပါဘူး။စီကားချင်းလည်းမရှိသေးတဲ့အတွက်ကြောင့်ဘယ်နေရာကိုမဆိုခြေကျင်တဲ့လွယ်ကူစွာသွားလို့ရပါတယ်။ညနေတိုင်းလမ်းလျှောက်ထွက်ရင်းနဲ့ဖရားတွေကိုရောက်ခဲ့ပါတယ်။တနေ့ညနေမှာ ဘရင်တော်မင်းတရားကြီးတည်ထားကိုးကွယ်ခဲ့တဲ့မဟာဇီဒီကြီးရဲ့ဘုရားရင်ပင်တော်ပေါ်မှာကျွန်ုပ်ဟာဇီဒီတော်ကြီးကိုလက်ပတ်ကြည်ညိုနေပါတယ်။ရင်ပင်တော်ပေါ်မှာလည်းဘုရားပူ၄၅ဦးလောက်သာတွေ့ရပါတယ်။အဲ့ဒီချိန်ကဇီဒီတော်ကြီးဘုတ်ကိုတတ်တဲ့ဇောင်းတန်းတွေဟာပျက်စီးယိုယွင်းနေတဲ့အတွက်ကြောင့်ပြန်လည်ပြုပြင်ဖို့အတွက်တချို့ဇောင်းတန်းတွေမှာရှိတဲ့ကွန်ကရစ်တွေကိုဖြိုချနေခြင်းဖြစ်ပါတယ်။ဇောင်းတန်းတွေဟာပြိုတဲ့ဟာပြိုပြတ်တဲ့ဟာပြတ်နဲ့ဇီဒီတော်ကြီးဘုတ်ကိုဇောင်းတန်းတွေကနေတက်လို့မရနိုင်ပါဘူး။ ျွန်ုပ်ဟာဇီရော်ကြီးကိုကြင်ယူပြီးတဲ့နောက်မှာ မြို့တွင်တဲခိုရာကိုပြန်ဖို့အတွက်ရွှေသားလျောင်းဖျားလန်းကနေလမ်းလျှောက်ပြန်ပါတယ်ရွှေသားလျောင်းဖျားလန်းကနေလမ်းလျှောက်ပြန်မယ်ဆိုရင်လမ်းရှည်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီချိန်ကဥဒ္တာမျိုးသစ်လည်းမရှိသေးတဲ့အတွက်ကြောင့်ယခုနောင်တော်ကြီးဖျားနောက်ပိုင်းလေကွင်းပြင်ဖြတ်လန်းကပြန်မှုတွေမဟာဇီဒီကြီးရင်ပြင်ကနေဆင်းပြီးကွင်းပြင်ကိုဖြတ်လျှောက်လာပါတယ်အဲ့ဒီလိုလျှောက်လာနေရင်အဲ့ဒီအချိန်ကတော့ကွက်လက်ဖြစ်တဲ့ ယခုအချိန်မှာတော့စိုင်ကန်းအစ်စ်တွေစောက်လုတ်ထားတဲ့နေရာအရောက်မှာဇီရော်ကြီးကိုလက်ကြည့်ချင်တဲ့စိတ်ကအလိုလိုပေါ်လာတဲ့အတွက်ကြောင့်ပြန်လဲလက်ကြည့်လိုက်ပါတယ်။ကျွန်ုပ်လက်ကြည့်လိုက်တဲ့အချိန်မှာဇီရော်ကြီးရဲ့ခေါင်းလောင်းပေါက်အောက်ပိုင်းမှာယဟန်တော်တပားဟာလေတဝီဝီတက်နေတဲ့အတွက်ကြောင့်သင်္ကန်းကိုလူဝထက်လောက်ကလက်နှစ်ဖက်နဲ့စုကင်ပြီးဘကူးမြူကြီးဘက်ကိုကြည့်နေတာကိုတွေ့ရပါတယ်။ဇီရော်ကြီးပေါ်မှာလေပြင်းတယ်လို့ကျွန်ုပ်ထင်ပါတယ်။ယဟန်တော်ရဲ့ခြေသလုံးနာကသင်္ကန်းတွေဟာ လေနဲ့တပြက်ပြက်လောက်ခနေတာကိုသေချာမြင်ရပါတယ်။ကျွန်ုပ်စဉ်းစားကြည့်ပါတယ်။ဇီရော်ကြီးရဲ့ဇောင်းတန်းတွေဟာအောက်ခြေအနေစပြီးပြက်စီးနေတဲ့အတွက်ကြောင့်ဇောင်းတန်းကတဆင့်တက်သွားတာကတော့ဘလို့မှမဖြစ်နိုင်ပါဘူး။ပိုပြီးမဖြစ်နိုင်တာကတော့ဇီရော်ကြီးရဲ့ခေါင်းလောင်းမောက်ကြီးဟာလည်းအလွန်ကြီးမားပြီးမြင့်လဲမြင့်ပြောင်းလဲချိုးနေတဲ့အတွက်ကြောင့်တာမန်လူကိုမစိုးထားနိုင်အောင်ပယံဆရာတွေရွှေဆိုင်ဆရာတွေတောင်မှညံမရှိဘဲနဲ့မတတ်နိုင်ပါဘူး။ယခုယဟန်တော်ကတော့ဒီလောက်မြင့်မားခက်ခဲလာတဲ့ခေါင်းလောင်းမောက်ကြီးပေါ်ကို ဇံပြံပုပ်ကိုသို့မဟုတ်ပုပ်ကိုတူသို့မဟုတ်ယဟန္တာမမဟုတ်ဘူးဆိုရင်ရောက်နိုင်မှာမဟုတ်ဘူးလို့ကျွန်ုပ်တွေးလိုက်မိပါတယ်ယဟန်တော်ကတော့တောင်မွေးဒုတ်စတဲ့မြည်သည့်တစုံတရာပစ္စည်းကိုမှကင်ဆောင်ထားခြင်းမရှိဘဲနဲ့မိမိသင်္ကန်းကိုပဲလေမလွင့်စေဖို့အတွက်ဒူးနှစ်ဖက်လောက်ကနေကင်တွယ်ထားတာကိုကြည်ရတာကတော့အလွန်အံ့ဩဖွယ်ဖြစ်ပါတယ်ကျွန်ုပ်လည်းအဲ့ဒီယဟန်တော်ကိုတခြားသူတွေကိုလည်းဖူးစေခြင်းနဲ့အတွက်ကြောင့်လဲကြည့်တဲ့နေရာမှာကွင်းပြင်မှာလူသွားလူလာတအူးမှမရှိပါဘူး မြို့သစ်တော်မတည်ရသေးတဲ့အတွက်ကြောင့်လူသွားလူလာကပြက်လွန်းလာပါတယ်။နောက်တစ်မျိုးကျွန်ုပ်စဉ်းစားမိတာကတော့ဇေယျတော်ကြီးရဲ့ယင်ပြင်ကိုပြန်သွားပြီးရဟန်းတော်ကိုအနီးကပ်ကြည့်လိုပေမဲ့လည်းစောင်းရသည်နေဝင်စားအချိန်မကြာခင်အမောင်ရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်ကျွန်ုပ်ပြန်ရမယ့်ခရီးကလည်းခြေချင်းဖြစ်ပြီးမြို့ထဲအရောက်ခရီးဟာအတော်ဝေးတဲ့အတွက်ကြောင့်လေကွင်းပြင်မှာမောင်သွားပြီးဆိုရင်သွားလာဖို့မသင့်တဲ့အတွက်ကြောင့်အချိန်မပေးနိုင်တော့ပါဘူး။ရဟန်းတော်ကိုအနီးကပ်ဖူးမြော်ဖို့အချိန်မပေးနိုင်တော့တဲ့အတွက်ကြောင့် ထိုယဟန်တော်သည်ယဟန်နာဖြစ်သည်လို့စိတ်ထဲကနေသတ်မှတ်ပြီးမတရရရနဲ့ပဲဘနတ်ကိုချုပ်ပြီးလက်အုပ်ချပြီးယဟန်နာအရှင်မြတ်ကြီးအားရှစ်ခိုးပါဤလို့နှုတ်ကနေအကြိမ်ကြိမ်ရွတ်ဆိုပြီးအကြိမ်ကြိမ်ဥညွတ်ရှစ်ခိုးခဲ့ပါတယ်အကြိမ်ကြိမ်ရှစ်ခိုးခဲ့ပြီးမဲ့လဲဘာစုကိုမှမတောင်းခဲ့ပါဘူးစုတောင်းဖို့အတွက်လည်းတတိမရခဲ့ပါဘူး စိတ်ကြည်နှံ့အောင်ရှစ်ခိုးပြီးကျွန်ုပ်ပြန်တဲ့အချိန်ထိရဟန်းတော်ကခေါင်းလောင်းမောက်ကြီးပေါ်မှာပဲမတ်တရရပကူးမျိုးနဲ့ချွေမော်တော်စီတော်မြတ်ကြီးကိုအာယုံပြုပြီးကြီးရှုနေတယ်လို့ထင်ပါတယ်။အဲ့ဒီချိန်တော့ကကျွန်ုပ်ဟာကင်မရာလည်းမကင်နိုင်သေးတဲ့အတွက်ကြောင့်ဘာမှတမ်းမှမတင်နိုင်ခဲ့ပါဘူး။နောက်ပိုင်းကျွန်ုပ်ပကူးမျိုးမှာတာဝန်ထမ်းဆောင်ရတဲ့အတွက်ကြောင့်မဟာစီတော်ကြီးကိုသွားပြီးဇောင်းတန်းပေါ်တက်ပြီးဇောင်းတန်းထိတ်ကနေတဆင့်ခေါင်းလောင်းမောက်ကြီးကိုမော့ကြည့်တဲ့နေရာမှာ အလွန်ကြီးမားလာတဲ့အတွက်ကြောင့်အသေးရစွယ်အကြိမ်ကြိမ်ကြုံခဲ့ရပါတယ်။လူသားမှန်လို့ညံမရှိဘဲနဲ့ဘယ်လိုမှမတက်နိုင်တက်နိုင်ဖို့စိတ်တော်မကူရတဲ့အတွက်ကြောင့်ကျွန်ုပ်ပူးမြော်ခဲ့ရတာဟာယဟန္တာဖြစ်တယ်လို့ပဲစွဲစွဲမြဲမြဲယုံကြည်ခဲ့ပါတယ်။ယဟန္တာကိုအကြိမ်ကြိမ်ဥခိုက်ရှ िख ိုးခဲ့စဉ်ကဘာကြောင့်ဘာစုမှမတောင်းခဲ့တာကိုလည်းယနေ့ထက်တိုင်ကျွန်ုပ်စဉ်းစားလို့မရခဲ့ပါဘူး။ယခုအချိန်မှာတော့ယဟန္တာများကိုအကြိမ်ကြိမ်ပူးတွေးရပါလို့ဤလို့ပဲကျွန်ုပ်စုတောင်းလိုပါတော့တယ်။